်းများကိုအမြဲနာစင်နိုင်ရတဲ့မိသားကပေါလောင်လေးကိုတောင်းလဲမိအောင်ဆက်တော့ပြုလုပ်ကြပါဗျာအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာမိတ်ဆွေခုနှစ်ရသားသမီးတွေအတွက်တပတ်ဆောင်ဟောစတန်အစီအစဉ်လေးပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီအဲ့တော့ဒီကနေ့မှာ2025ခုနှစ်မေလ10ရက်နေ့ကနေ မေလ16ရက်နေ့အတွင်းတပတ်တာကန်စမာကိုပေါ်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဥစွာပထမတလင်းဝင်သားသမီးတွေအတွက်မေလ17ရက်နေ့ကနေ16ရက်နေ့အတွင်းတပတ်တာကန်စမာကိုပြပြပေးပါမယ်။အော်ဒီနေ့ကနေသားသမီးတွေအနေနဲ့မေလ12ရက်နေ့ကနေ16ရက်နေ့အတွင်းမှာဆိုရင်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေနေငယ်ကြုံရတဲ့ဒီလုပ်ငန်းထဲမှာအတိုက်ခံရန်လိုနေတဲ့သူတွေပေါ်တဲ့ အလုပ်ကနေထွက်ချင်းစိမ့်ပေါက်တာအလုပ်လုပ်ရတာအဆင်မပြေတာအလုပ်ထဲမှာစိတ်မပျော်ရမှုတွေဖြစ်တတ်တယ်။မမျော်လင့်မဲ့အခက်အခဲလေးတွေတစုံတစ်ခုရောက်လာတတ်တယ်ပေါ့နော်။နောက်တစ်ခုကကျတော့ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့တရုံနေသားသမီးတွေရှိရဆိုလို့ရှိရင်ဒီဘက်တားအတွင်းမှာကန်နေငယ်ညံ့နေတဲ့အယောင်းဝယ်ပြီးပွင့်လန်းတိုးတက်ဖို့အားနေနေလိမ့်မယ်။အဲတော့ရောင်းမဲဝယ်ပန်းတွေပွင့်လန်းတိုးတက်စေဖို့ဆိုလို့ရှိရင်မိခင်ရှိတဲ့သူတွေကမိခင်ကိုပြောပြီးတော့မှဆီရောက်မှဒါမှသာနေကန်ဒီကောင်းမှဖြစ်ပါရဲ့။ ငွေကြီးငွေကြီးနဲ့ပတ်သက်ပြီးတော့ကုညီမဆမယ်ဆိုတော့ပေါ်လာလိမ့်မယ်အမျိုးသားတယောက်ရဲ့အကူအညီနဲ့ငွေကြီးကုညီဆောင်ရှောက်မှုတွေရရှိပါလိမ့်မယ်ပြီးတော့လမ်းကြီးကိုအကြောင်းပြုပြီးတော့ငွေရစရာကိန်းတွေပေါ်လာလိမ့်မယ်ဆုံးရှုံးထားတဲ့ငွေတွေလည်းအနည်းငယ်ပြန်လည်ရရှိလာပါလိမ့်မယ်အခြေအခြေနဲ့ပတ်သက်ရင်တော့လက်ရှိတွဲနေတဲ့ချစ်သူနဲ့ မိမိရဲ့ဈာရဲမှာဈာဝင်နောက်ရှမဲ့လူရက်တံခိုင်းမဲ့လူတားမြင့်မဲ့လူတွေပေါ်နေတတ်တယ်။အိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းအိမ်တော်ဘက်နဲ့ကိုယ့်ရဲ့ဈာမှာကောင်းမွန်တဲ့စုစုံမမှုတွေနဲ့အတူတူအိမ်တော်ဘက်နဲ့မတည့်မတည့်တဲ့ပြကြောင်လို့ပေါ့နော်။ကောင်းမွန်တဲ့စုစုံမမှုနဲ့အတူတူ အဆင်ပြေအောင်မြင်စေမယ့်အဆင်ပြေအောင်ကုညီပေးမယ့်သူတွေပေါ်လာပါလိမ့်မယ်။အခြေအမှတော့လက်ရှိချစ်သူနဲ့ရက်တက်လာရတဲ့အနေအထားမျိုးတွေယူရှိပါရတယ်။အဲ့တော့အခြေကံတိတ်ပြီးတော့မကောင်းပါဘူး။အိမ်တော်ကြီးကံတော့မဆိုးလို့ပြောလို့ရပါတယ်။အိမ်တော်ကြီးမှာတော့အရင်ဆိုးဆိုးဝါဖြစ်ဖို့လည်းမရှိပါဘူး။ဇန်မာကြီးဇန်မာကြီးနဲ့ပတ်သက်ပြီးတော့ အစိတ်ရှိတဲ့တော်ဝအကြိုက်ခံရတာမျိုးပျော်ကောင်းမှုခေါင်းအောင်အာယုံကြောအားနေတာလေးဖြစ်တတ်ပါတယ်အရင်ကြီးဆိုဆိုဝါမရှိပါဘူးဒီနေ့ကနေသားသမီးတွေအနေနဲ့မေလ7ရက်နေ့ကနေ16ရက်နေ့အတွင်းမှာအရေးကြီးကိစ္စတွေပြုလုပ်ရင်ဝဆင်ရမယ်အကျိုးပေးအကြောင်းကအဝါရံဖြစ်ပါတယ်ကံကောင်းစီနဲ့အကျိုးပေးစီမဲ့ထိကနန်းကတိကနန်းကိုကနန်းသုံးညာကနန်းဖြစ်ပါတယ် နောက်တစ်ခုပြောစရာကျန်တာကတင်းမနေသားသမီးတွေဒီပညာရေးကိစ္စအင်တာဗျူးကိစ္စတွေမှာဆိုလို့ရှိရင်တော့တဲ့အဆက်ဆက်ရအဆင်ပြေပါလိမ့်မယ်တဲ့ရန်တန်ကတဘာဝကိုမျက်နှာတော့ကအနည်းအောင်ချေလှူရလိုက်ပါဒါဆိုရင်တင်းမနေသားသမီးအနေနဲ့ဒီဘက်တာအတွင်းမှာပညာရေးအင်တာဗျူးကိစ္စတွေအောင်မြင်ပါလိမ့်မယ်ကြဘတာလုံးမှာကန်တောင်းလက်ရှင်စီကိုအတန်မိမိတို့နေကဘုရားမှာအဝါရောင်ပန်းကိုးပွင့်ပြန်ပေးရပါမယ်ပြီးတော့ရင်ပေါင်မော့ကိုးချက်ကိုးစိတ် ပေါင်မုံဘယ်လိုပေါင်မုံမဖြစ်ဖြစ် sandwich လည်းရတယ်ရိုးရိုးပေါင်မုံလည်းရတယ်ရိုးတုတ်တာလည်းရတယ်ထောပတ်တုတ်တာလည်းရတယ်အဓိကကပေါင်မုံဖြစ်ပြီးတော့ပေါင်မုံကိုးချက်တုံးကိုကိုးစိတ်လှူဒန်းပြီးတော့ကန်ဆာတာတွေပွင့်လန်းတိုးတက်စီကိုဆူတောင်းပေးပါဒါဆိုရင်တနည်းမလီသားသမီးအနေနဲ့ကံအညာခက်ယူပြီးရောက်ပြီးကန်ဆာတာတွေပွင့်လန်းတိုးတက်လာပါလိမ့်မယ်ရှင်အားလုံးသောမိတ်ဆွေပေါင်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒပြုဝါကြပါစေလို့ဆ ्याम မထားရဲ့စင်ကြမိတ်ဆွေတို့ကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါရှင် မိတ်ဆွေများအားလုံးမင်္ဂလာပါတခုတစ်ခါမှာတင်းင်းလာသားသမီးတွေအတွက်2025ခုနှစ်မေလ12ရက်နေ့ကနေ16ရက်နေ့အတွင်းတပတ်တာကံကျမကိုဟောပြောပြီးတော့မှာပဲဖြစ်ပါရဲ့ရှင်တင်းင်းလာသားသမီးတွေအနေနဲ့ဒီမေလ12ရက်နေ့ကနေ16ရက်နေ့အတွင်းမှာဆိုရင် အရင်တော့ကအဆင်မပြေခဲ့တာမှန်သမျှလားဒီတစ်ပတ်တာအတွင်းမှာဆက်ဆာရအဆင်ပြေအောင်မြင်နိုင်မယ်မိတ်ဆွေတို့အတွက်ကံကောင်းခြင်းအချိန်ကိုရောက်ရှိလာပြီလို့မြင်ရပါတယ်အဲ့တော့အဆင်မပြေနေတဲ့ငွေကြေးကိစ္စတွေအဆင်မပြေနေတဲ့အလုပ်ကိုင်းတွေ ရှိနေခဲ့ရဆိုလို့ရှင်အားလုံးမိလိုက်ပါဒီအချိန်မှာဆက်စားရအဆင်ပြေအောင်မြင်ပြီလို့တော့မှတ်သားတာပါနောက်တစ်ခုကအလုပ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းသစ်တီတုံ့ချဲ့ရမျိုးပေါ်ပေါက်လာလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ဖို့ကိုင်းဘက်ကောင်းတွေရဲ့အကူအညီရရှိလိမ့်မယ်မိတ်ကောင်းဆွေကောင်းတွေပေါ်မြပါလိမ့်မယ်မိတ်သစ်စေသစ်တီတိုးပွားလာမယ်အချိန်ကာလတစ်ခုဖြစ်ပါတယ်ကျောင်းမဝယ်ပန်းနေပွင့်လန်းတုတ်တက်ပြီးတော့မိမိစီမရှိနေတဲ့ပုံပစ္စည်းတွေအဲကုံရလောက်တဲ့အထီကိုအယောင်းဝယ်ပြီးကောင်းမွန်နေပါလိမ့်မယ် တခုရှိတယ်ကြံပူးကြီးရဲ့လက်ဝဲရဲ့နာရီကြပြောက်တာအခုခံရတာမျိုးလေးဖြစ်တဲ့တလို့ငွေကြေးမှာမိမိကို ပေးရမယ့်သူတွေကမပေးတာအဲရစရာရှိတာတွေကမရတာမျိုးလေးဖြစ်နေတတ်တယ်ပေါ့နော်အဲဒါလေးတော့အနေငယ်ဒေယူဆိုင်ပေးပါ အခြေအခြေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူကမိမိပေါ်မှာလေးနဲ့နှစ်ဖက်နင်းနေတယ်လို့ခံစားရတဲ့အနေထားမျိုးလေးတွေဖြစ်လာပါလိမ့်မယ်။အဲ့တော့အနေငယ်အနောက်ရှယ်လီတော့ဝင်တတ်ပါတယ်။အိမ်တော်ကြီးမှာဆိုရင်လည်းအိမ်တော်ဘက်ကမိမိပေါ်မှာလင်ညာလှည့်ပြတာမျိုးလေးတွေခံရတဲ့တည်းသို့မဟုတ်အိမ်တော်ဘက်မှာတခြားသော EC ကလီကိစ္စလေးတွေအနေငယ်အနောက်ရှယ်ဖြစ်စရာလေးတွေပေါ်နေပါတယ်။ ောက်တစ်ခုကကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အမြင့်ကနေချော်လဲကြတာပြုတ်ကြတာမျိုးတွေဖြစ်တတ်တယ်။အေးပတ်တဲ့ဝေဒနာလေးတွေခံစားရတတ်တယ်။ခေါင်းကိုက်တဲ့ဝေဒနာလေးတွေခံစားရတတ်တယ်။အရန်ဆူဆူဝိုင်းမရှိပါဘူး။အဲ့တော့ဒီနေ့လာကားသမီးတွေကဒီဘက်တာကျွန်မဆိုရင်ပညာရေးကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်လိမ့်မယ်။မိမိတို့မျှော်မှန်းထားတဲ့အခြေအနေကိုရောက်ရှိသွားပါလိမ့်မယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ ီတစ်ပတ်တာအတွင်းမှာတနင်္လာသားသမီးတွေအနေနဲ့ကန်ဆန်းကျင်နေဆိုရင်အရေးကြီးတဲ့ကိစ္စတွေပြုလုပ်တဲ့အခါမှာကန်ဆန်းရမယ့်အကျိုးပေးစီတဲ့ကဏ္ဍက1ရက်2ရက်ဖြစ်ပါတယ်။ကန်ကောင်းစီမဲ့အကျိုးပေးစီမဲ့အရောင်ကတော့တနင်္လာသားသမီးတွေအနေနဲ့နှီးညိုရောင်ပြီးသွားရင်အဖြူရောင်လေးတွေကိုဝတ်ဆင်သင့်ပါတယ်။ကန်ကောင်းလက်ရှင်စီဖို့အတွက်မိမိတို့အနေနဲ့ဘုရားမှာစမုဒါ၈ခုလိုလံပေးရပါမယ်။ပြီးတော့ စပေးပန်း၁၁ပွင့်ပြူရန်ပေးရပါမယ်ဒါဆိုလို့ရှိရင်၁၁ပွင့်တုံးမုံ၁၁ခုံးပေါ့နော်စပေးပန်းဒါဆိုရင်ဒီနေ့လာသားသမီးတွေဒီကံအញ្ញခိုက်ပြီးပြီးတော့ပြီးတော့ကန်ဆာတာတွေပွင့်လန်းတိုးတက်လာမှာပဲဖြစ်ပါလိမ့်ရှင်အားလုံးသောမိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးစမ်းမခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒနဲ့ပြည့်ဝကြပါစေရှင်မင်္ဂလာပါရှင်အခုဒီခါမှာအင်္ဂါသာသမီးရဲ့အကျံမီလာ၁၂ရက်နေ့လာနေ၁၈ရက်နေ့အတွင်းတပတ်တာကြံစည်မှုကိုဟောပြောပြီးသွားမှာပဲဖြစ်ပါရှင် 2025မေလ10ရက်နေ့ကနေ16ရက်နေ့အတွင်းမှာအင်္ဂါကတမီရဲ့အနေနဲ့အလို့ကန်နေဆဆရာအဆင်ပြေအောင်နေလိမ့်မယ်အမျိုးသမီးတယောက်ရဲ့အကူအညီနဲ့မိမိရဲ့လုပ်ငန်းတွေပွင့်လန်းတိုးတက်လိမ့်မယ်မိမိရဲ့လုပ်ငန်းတွေကအောင်မြင်မှုလက်တကမ်းပဲလို့ရတယ်ပြဿနာတွေကြုံတွေ့လာတဲ့အခါမှာစိတ်အေးနဲ့ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင်ပြဿနာတွေလည်းကြော်လွားသွားနိုင်လိမ့်မယ်လုပ်ငန်းသစ်တွေတိုးချရခြင်းရှိနေတယ်။ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းတိုးတက်လိမ့်မယ်။အဲတော့အလုံးနဲ့ပတ်သက်တဲ့အခြေအကောင်းတွေလည်းကြာရပါလိမ့်မယ်။ အလုံထဲမှာဆိုရင်လည်းလုပ်ဖို့ကံတက်တရားမိမိကိုဆရာတင်တာမျိုးမိမိကိုပို့ပြီးတော့ချစ်ခင်လေးစားတာလာမျိုးတွေခံရပါလိမ့်မယ် ဆုံးရှုံးထားတဲ့ငွေရှင်ပြန်လဲပြီးတော့ရရှိလိမ့်မယ်။ပေးကြရှင်တဲ့ငွေတွေလည်းပေးနိုင်မှဖြစ်တယ်လို့ငွေကြီးလက်လာပါပေါများမယ်အချိန်ကာလတစ်ခုဖြစ်ဖြစ်တန်ဖိုးကြီးလက်ဝတ်ရည်နာတွေဝယ်ယူစုဆောင်နိုင်တဲ့အချိန်ကာလတစ်ခုထိအောင်ဖြစ်နေပါတယ်။အဲတော့လက်လာပါနဲ့ပတ်သက်ပြီးတော့လေအင်္ဂါသားသမီးရဲ့ဒီဘက်တာအတွက်မှာလက်အလုံးရှင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။မိမိတို့မျှော်မှန်းထားတဲ့ငွေကြီးပမာဏတွေရရှိလာမှလည်းဖြစ်ပါတယ်။အချီးအချီးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ချစ်သူကမိမိပုံမှာလင်ညာနဲ့ပြရတာမျိုးလေးခံရတတ်တယ်။ အရောနှစ်ယောက်ကြားမှာချောင်းဝင်နောက်ရှက်မဲ့လူတွေလည်းပေါ်လာတတ်တယ်။အင်တော်ရင်မှာဆိုရင်လည်းအင်တော်ဘက်ကမိမိပေါ်မှာတိတ်ပြီးတော့အလေးမထားတာမိမိပေါ်မှာမှန်မှန်ကန်ကန်မဆက်ဆံကျင်တာလေးညာနဲ့ပြောင်းချင်တာမျိုးလေးတွေဖြစ်ကြပါတယ်။ကျမအင်းနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးရဲ့အနေနဲ့ကဒီရွက်တာအတွင်းမှာအစာမစီးမတာလေးဖြစ်တတ်တယ်။သူတို့ဘာကျွေးရဲ့အစာတောက်တွေမစားနဲ့မိမိကိုသူတို့ကမကောင်းတဲ့အတက်တွေနဲ့ပြုစားတာမျိုးတွေလုပ်ကြပါတယ်။အထူးသဖြင့်ခြားပေးပါ။အဲ့တော့အင်္ဂါသားသမီးတွေဒီမေလ၁၂ရက်နေ့ကနေ၁၈ရက်နေ့အတွင်းမှာ အရင်ကြီးကိစ္စတွေပြုလုပ်မယ်ဆိုရင်တော့မိမိရဲ့စိတ်ကကောင်းတာကိုတွေးထားရမယ်။မိမိရဲ့စိတ်ကအောင်မြင်မယ်လို့တွေးထားရင်အောင်မြင်မှာဖြစ်ပြီးတော့စိတ်ကအကြပတ်ပူသွားနေပို့ပြီးတော့ကံညံ့လာမှာပဲဖြစ်ပါတယ်။အင်္ဂါသသမိရဲ့အနေနဲ့ဒီဘက်ကအတွင်းမှာကံကောင်းစေမယ်အကျိုးပေးစေမယ်ခြေကနန်းက၈ကနန်းရဲ့၃ကနန်းရဲ့ဖြစ်ပါတယ်။ကံကောင်းလက်ရွှင်စေဖို့ဝတ်ဆင်ရမယ်အကျိုးပေးအောင်ကအနည်းအောင်ဖြစ်ပါတယ်။အင်္ဂါသသမိရဲ့ဒီဘက်ကလုံးမှာကံကောင်းလက်ရွှင်စေဖို့ပြုလုပ်ရမယ်ရေရာက မိမိတို့ရဲ့နေရဘရားမှာအနီအောင်ပန်း၈ပွင့်လူလန်းပေးရပါမယ်။ပြီးတော့လက်ဖက်ရည်တစ်ခွက်အဲလက်ဖက်ရည်ချိုချိုလေးတစ်ခွက်ပေါ့နော်။လက်ဖက်ရည်ချိုချိုလေးတစ်ခွက်ရဲ့ မုံတုံးခုမုံကပါမုံပဲဖြစ်ဖြစ်မုံအချိုတုံးခုလူတန်းပေးရပါမယ်မိမိတို့အရက်ဒေတာအလိုက်မိမိတို့နေထိုင်ရာဒေတာအလိုက်အစင်ပြေတဲ့မုံလေးလူတန်းလို့ရပါတယ်ဒါဆိုရင်အင်္ဂါသားသမီးတွေကံညံ့ခိုက်တွေ့ပြပြောပြီးတော့ကင်ဆာတာတွေဝင်လိုက်လို့တက်လာမှာပဲဖြစ်ပါတယ်တခုကြံသွားပါတယ်အင်္ဂါသားသမီးတွေအနေနဲ့ပညာရေးကိစ္စအင်တာဗျူးကိစ္စတွေမှာတော့အနေငယ်ကြံ့ကြာနေတတ်တယ်အနောက်ရှက်လေးတွေအနေငယ်ဝင်တတ်တယ်အဲ့တော့ဟိုအောင်မြင်ဖို့ခရီးလမ်းစာလေးတွေအနေငယ်နည်းနေတတ်ပါလိမ့်ရှင်အားလုံးကျေးဇူးတင်ပါတယ် မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။လူရဆန္ဒကိုပြုဝါကြပါလိမ့်ရှင်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။အခုဒီကမှာဘုံဒုသတိရဲ့အတွက်2025မေလ12ရက်နေ့ကနေ18ရက်နေ့အတွင်းတပတ်တာကံစမာကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ ဘုံသားမိရဲ့အနေနဲ့ဒီမေလ၁၂ရက်နေ့ကနေ၁၈ရက်နေ့အတွင်းမှာဆိုရင်အလုတ်ကံအရင်ဆုံးပြောပြပါမယ်အဲ့တော့အလုတ်ကံနဲ့ပတ်သက်ပြီးတော့အလုတ်ကံကြီးအောင်မြင်ထုတ်တက်လိမ့်မယ်လုပ်ငန်းတွေတိုးချေရမယ်အရေးကြီးတဲ့ဆောင်ရွက်ဆောင်ရွက်တွေချုပ်ဆိုပြလိမ့်မယ်ပြီးတော့တော့ဒီနေ့လုပ်ငန်းတွေမှာနေရာကောင်းတစ်ခုရရှိလိမ့်မယ်အလုံးနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့လေးတွေလည်းမြင်ပါတယ်ဒါပေမဲ့ဒီနေရာမှာကောင်းကွန်တဲ့နေရာကိုပြောင်းရွှေ့ရတဲ့အနေအထားမျိုးလေးတွေကိုရောက်ရှိသွားပါလိမ့်မယ် နောက်တစ်ခုကပိုလူသားသမီးတွေရောင်းမဝယ်ပန်းနေတဲ့ပွင့်လန်းတုတ်တက်နေမှာဖြစ်ပြီးတော့မိမိအနေနဲ့အမြန်အစွမ်းများများရတာအဲ့တော့အလုပ်ကံနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ချမ်းမြေ့ရမယ့်အခြေအနေဖြစ်ပါတယ်။ငွေကြီးငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းဘာသာရေးများများလုပ်လေဖျားကြီးရများများလုပ်လေငွေကြီးလက်လာပါအပေါ်များဒီကာလတစ်ခုဖြစ်ပါတယ်။အဲ့တော့လက်အလွန်ရှင်တဲ့ကာလတစ်ခုဖြစ်တဲ့တန်ဖိုးရှိရဲ့လက်ဝယ်ရနာတွေဝင်လာပါလိမ့်မယ်။နောက်တစ်ခုဆုံးရှုံးထားတဲ့ငွေရှိထားရဲဆိုရင်ပြန်လဲပြီးတော့ရရှိလာပါလိမ့်မယ်။ အချီးအင်အောင်လေးအချီးနဲ့ပတ်သက်ပြီးတော့အနေငယ်ရောစိတ်မြင့်စရာလေးပေါ်တယ်မိမိချစ်ရတဲ့သူနဲ့လမ်းဖွဲ့ရတဲ့အနေအထားမျိုးလေးတွေအထင်မြင်လွဲမှားတဲ့အနေအထားမျိုးလေးတွေကိုမြင်နေရပါတယ်ဒါအပြင်အင်အောင်ရေးမှာဆိုလို့ရှိရင်လည်းအင်အောင်ဘက်နဲ့အထင်မြင်လွဲမှားတာမျက်နှာချင်းမဆိုင်ကျင်တာအင်အောင်ဘက်နဲ့အမျိုးမျိုးသောပဋိပက္ခလေးတွေမတိုက်ဆိုင်ဘဲနဲ့အာမဖြစ်တဲ့မဲနဲ့ဖြစ်တဲ့ကိစ္စမျိုးလေးတွေကြုံလာပါလိမ့်မယ်အင်အောင်ရေးအခြေအနေဒီအနေငယ်စိတ်မြင့်စရာပေါ်တတ်ပါရဲ့ရှင် ကျမကြီးကျမကြီးနဲ့ပတ်သက်ပြီးတော့တဲ့မိဘရဲ့ကျမကြီးကြောင့်အနေငယ်စိတ်ပူနေရတာလေးပဲရှိတဲ့တယ်မိမိကိုယ်တိုင်ကတော့ကောင်းမွန်ပျော်ရွှင်နေမယ့်အနေအထားတစ်ခုဖြစ်ပါတယ်မိမိအိမ်မှာမိဘတော်၎င်းကြီးကဲသူတော်၎င်းရှိနေကြလို့ရှိရင်အဲ့ဒီကြီးကဲသူမိဘတွေကြောင့်စိတ်ညစ်ရတဲ့အနေအထားမျိုးပဲရှိပါတယ်စေယုံစေကံအနေငယ်ရောက်တတ်ပါတယ်ငွေကုန်ကြေးကြများမယ့်ကာလဖြစ်ပါတယ်အဲ့တော့ဒီ ဗုဒ္ဓသာသမိရဲ့အနေနဲ့မေလ၁၂ရက်နေ့ကနေ၁၈ရက်နေ့အတွင်းမှာဆိုရင်အရေးကြီးကိစ္စတွေပြုလုပ်တဲ့အခါမှာဝတ်ဆင်ရမယ်အကျိုးပေးအရာအကျိုးပေးအရာကအဖြူလောင်ဖြစ်ပါတယ်။ကံကောင်းစီမယ်အကျိုးပေးစီမယ်ခြေကနန်းကခြေကနန်းရင်နှစ်ကနန်းရင်ဖြစ်ပါတယ်။ကံကောင်းလက်ရွှင်စီဖို့ဆိုရင်ဗုဒ္ဓသာသမိရဲ့အနေနဲ့မိမိတို့ရဲ့နေအိမ်ကဖျားမှာအဖြူရောင်ပန်းဆက်တပွင့်ပြုရန်ပေးရမယ်။ပြီးတော့လို့ရှိရင်အာ ကော်ဖီတစ်ခွက်ရဲ့ကိန်းမုံနှစ်ချက်ရဲ့လှူဒန်းပေးရပါမယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စတွေကတော့အဆင်ပြေအောင်မြင်မဲ့အနေအထားမျိုးမှာတွေ့နေရပါတယ်။ပညာအသစ်တွေရရှိတတ်တဲ့အင်တာဗျူးကိစ္စတွေအောင်မြင်ပါလိမ့်မယ်ရှင်။အဲ့တော့ဘုံသူသားသမီးတွေဒီအခုဒီဘက်တအားလုံးအတွင်းမှာဆိုရင် ခုနပြပြခိုင်လိုက်တဲ့ကံအညံ့ခိုင်လေးပြပြစီဖို့အတွက်ဆမပြပြပြခဲ့ရေးညာလေးကိုပြုလုပ်ပြီးပါကင်ဆာတာကြီးဖွလန်းထုတ်တက်လာပါလိမ့်မယ်ရှင်အားလုံးသောမိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ကျမ်းစာခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒရေးပြုဝါကြပါစေရှင်သဒ္ဒရိသသမီးများအားလုံးမင်္ဂလာပါရှင်အခုကမှသဒ္ဒရိသသမီးရေအတွက်2025မေလ12ရက်နေ့ကနေ18ရက်နေ့အတွင်းတပတ်တံခံစမှာကိုဟောပြောပြီးသွားမှာဖြစ်ပါရဲ့ရှင် တော့ဇဂါရီတာသမီးရေအနေနဲ့ဒီမေလ7ရက်နေ့ကနေ17ရက်နေ့အတွင်းမှာဆိုရင်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးပြောရတယ်အလုတ်မှာအဆင်မပြေမှုတွေအနေနဲ့ကြုံရတတ်တယ်မိမိကိုတိုက်ခိုက်နေတဲ့သူတွေပေါ်လာတတ်တယ်။အလုပ်ထဲမှာမိမိကိုမနာလိုတဲ့သူတွေရှိနေတတ်တယ်။မိမိရဲ့စိတ်ကတိုက်ခိုက်သူကြောင့်မနာလိုတဲ့လူရဲ့ခြောက်တုံးမှုကြောင့်အလုပ်ကနေထွက်ရတာမျိုးတွေဖြစ်တတ်တယ်။ပြီးတော့အလုပ်နဲ့ပတ်သက်ပြီးတော့အမှားမှအယွင်းရင်တွေဖြစ်တတ်ပါတယ်။ ောက်တစ်ခုတဘာဝိသသမီးအနေနဲ့ကိုဝန်စပွားရေးလုပ်တယ်ဆိုရင်လည်းအယောင်းဝယ်ရေးအနေနဲ့တက်နေတတ်တယ်ဒီကြားထဲမှာမှအမြန်ဆုံးမရတဲ့အပြင်အမီးကအရင်းရုံတော့ပစ္စည်းတွေရောင်းထုတ်ရတဲ့အနေအထားမျိုးတွေရှိနေပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးတော့အလုံးကံအင်တာဗျူးကိစ္စတွေတိတ်ပြီးတော့အဆင်ပြေမအောင်မြင်နိုင်သေးတဲ့အတွက်လုပ်ငန်းစဉ်တွေတိုးချဲ့ဖို့ရှိရဆိုရင်ညှက်တန်ထားလိုက်ပါအဆင်မပြေမဲ့ကာလတစ်ခု ဖြစ်နေပါတယ် ငွေကြေးငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လာပါပေါ်မြောင်းတဲ့ကာလတစ်ခုဖြစ်တယ်ပေးဆရာရှိရငွေပေးနိုင်နေမယ်ရဆရာရှိရရလည်းရရှိလာနိုင်မယ်ပြီးတော့လုပ်ငန်းတစ်ခုအဲလုပ်ငန်းတစ်ခုတော့မဟုတ်ဝန်ဝန်တစ်ခုဖြစ်လာနိုင်မယ်ဆိုပါဆိုမိမိရဲ့လုပ်ငန်းကိုဝင်နေတဲ့အပြင်ကိုသူတို့ကမုံမိုးပေးတာပြီးတော့ငွေလုံးကဆုံးရှုံးထားပြီလို့ထင်နေငွေတွေမိမိကိုပြန်လဲပြီးတော့အကျိုးကြီးဆက်လာတာဒါမျိုးလေးလည်းရရှိလာပါလိမ့်မယ်အရောငွေကြေးလက်လာပါပေါ်မြောင်းတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်အခြေရင်း အချင်းမှာတော့မိမိရဲ့ချစ်သူနဲ့ရှေ့ဆက်လဲမတွဲကျင်လို့နောက်လဲမဆုတ်ချင်တဲ့အနေအထားတစ်ခုဖြစ်နေပါတယ်အဲတော့90 90ရာခိုင်နှုန်းဖြစ်နေတဲ့ သို့တော့မိမိချစ်သူနဲ့အတူတူနေတဲ့ချစ်သားရင်းမတည့်တဲ့အနေအထားမျိုးလေးတွေတယောက်နဲ့တယောက်အကောင်းမမြင်တဲ့အနေအထားမျိုးလေးတွေဖြစ်တတ်သလိုအခက်မသိရင်လမ်းခွဲရတဲ့အနေအထားဖြစ်ကြောင်းဖြစ်တတ်ပါတယ်။အိမ်တော်ကြီးမှာဆိုလို့ရှိရင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့မိမိရဲ့အိမ်တော်ဘက်နဲ့တစ်ချက်ချက်ဖြစ်နေတာရန်ကြီးကျယ်ဖြစ်ရတဲ့ပြဿနာမျိုးလေးတွေလက်ပါချိပါအနေအထားတွေဒီဖြစ်တတ်ပါတယ်။အထူးသတိထားပေးပါအဲ့ကျမကြီးကျမကြီးနဲ့ပတ်သက်ပြီးတော့ဇာတာဝိသသမီးတွေကဒီတစ်ပတ်တောင်အပြင်မှာအဲ့အေးပတ်တဲ့ဝင်နိုင်ခံစားရတဲ့တဲ့လက်မှာလက်နဲ့ပတ်သက်တဲ့ဝ ဝင်လာလေးတွေခံစားရတယ်လက်ကြိုက်တာလက်မြက်တာလက်မှာအထူးမိခံနေဖြစ်တာမျိုးလေးတွေ ြစ်တတ်ပါတယ်အထူးပြုဆိုင်ပေးပါဇာတာရီသားသမီးအနေနဲ့မေလ၁၂ရက်နေ့ကနေ၁၈ရက်နေ့အတွင်းမှာဆိုရင်အရေးကြီးကိစ္စလုပ်ငန်းကိုအကြောင်းပြုပြီးရော ခရီးဝေးသွားရတဲ့နောက်တစ်ခုကဒီတစ်ပတ်တာအတွင်းမှာကံကောင်းစီဖို့ဆိုလို့ရှိရင်နဲ့ဝတ်ဆင်ရမယ့်အကျိုးပေးရောင်ကအပြာမှုရောင်လေးဖြစ်ပါတယ်ကံကောင်းစီမယ့်အကျိုးပေးစီမယ့်ခြေကနန်းကကိုးကနန်းခြေကနန်းဖြစ်ပါတယ်အဲ့တော့ဇာတာရီသားသမီးဒီဒီတစ်ပတ်တာလုံးအတွင်းမှာကံကောင်းလက်ရှင်စီဖို့အတွက်မိမိတို့ရဲ့နေင်္ဂဖရားမှာတတိ ကိုစိတ်လူရန်ပေးပါပြီးတော့ရင်အဖြူရောင်ပန်းကိုကိုယ်လူရန်ပေးရပါမယ်ဒါဆိုရင်ကံညံ့ခတ်တည်ပြောင်းပြီးတော့ကန်စာတာတွေကိုယ်ရင်တိုးတက်လာမှာလို့ဖြစ်ပါတယ်ရှင်အားလုံးသောမိတ်ဆွေပေါင်းစိတ်ဆန္ဒခြင်းကိုယ်ကြီးဆန္ဒခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒတွေပြုဝါကြပါစေရှင်အားလုံးပဲမြင်ပါပါခင်ဗျာကျွန်တော်တို့ရဲ့ပြည်မြမာပြင်းပြော် channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါမယ်ကျွန်တော်ရဲ့ပြည်မြမာ ေးရောင် channel ကနေပေတဲ့ဟောဆရာများကိုအများကြီးကြားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီမှာ channel ကို subscribe မနေရသေးဘူးဆိုရင် subscribe လုပ်ကြပါဦးခင်ဗျာနောက်နေ့မြဟောဆရာများကိုအမြဲတမ်းဆင်နိုင်ရန်အတွက်လည်းဗိဒါကခေါင်းပေါင်းလေးကိုတောင်းလဲမီအောင် channel ကိုပြုလုပ်ကြပါခင်ဗျာကျွန်တော်တို့ရဲ့ဒီမှာဒီလိုတော့ channel ကိုရင်းဆရာကြီးဆရာကြီးကိုရဲ့ဗိဒါဟောဆရာများဆရာကြီးရင်းကြီးဆိုရဲ့ဗိဒါဟောဆရာများ ဆရာလေးဆရာငယ်ရဲ့ဘေးဟောဒရမယားဆရာကြီးကျော်စင်ဟင်းရဲ့ဘေးဟောဒရမယားဆရာစောင်းရဲ့ဘေးဟောဒရမယားဟောဒရမယားဆရာဟိမဝနာရဲ့ဘေးဟောဒရမယားအစာကြီးတော်ဘေးဆရာကြီးများရဲ့ဟောဒရမယားဆရာမချောစစ်စုတာဆရာမထားရီအစာကြီးတော်ဘေးဒီဆရာမများရဲ့ဟောဒရမယားဘုရဲနေ့စဉ်နေ့စဉ်အပတ်စဉ်အပတ်စဉ်လောက်နေလောက်နေတိုင်းသင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာအားကြောင့်ကျွန်တော်တို့ရဲ့ဒီမှာဒီဟိတ်တော်ချန်နယ်ကိုစပ်ကွန်းနေ အားပေးတော့ခဲ့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါတယ်။ပန်ကြားလိုက်ပါတယ်ခင်ဗျာ။ကျေးဇူးပြုပြီးတော့ပဲလက်ရန်ရှင်ရလေးများလည်းလုပ်ပေးခဲ့ကြပါလို့ကောင်းဆုံးလိုက်ပါတယ်ခင်ဗျာ။အားလုံးပဲဆက်ပါရှင်းပါမယ်။အင်းဆက်လက်ပြီးတော့ဗီဒီယိုဟောဆရာများကိုကြည့်ရှုနားဆင်ခံသွားခံစားပေးသွားကြပါဦးခင်ဗျာ။